်အင်ဂေါဒရာနီကေဆက်ရှိရဲ့တော့ ဥပဒကဝကိုဂိဟိတောသောအခါနာတပိန်တထဲသည်900များလောက်သော ဥပဒကတို့ဖြင့်ချံရံလေမြတ်စွာဘုရားထံသို့ချင်းကိုက်ရှ िख ောပြင်းလင်တခုသောနေရာ၌ထိုင်နေ၏သောအခါမြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာကိုမိန်တော်မူ၏သာရိပုတ္တရာတိခါပုတ်၅မျိုးတို့၌ဆောင်းရှောက်မှုရှိ၍လွန်မြတ်သောစိတ်၌မိကုန်သောယခုဘဝ၌ချမ်းသာစွာ နေရခြင်း၄ပါးတို့ကို အလိုရှိတိုင်းမညိုညင်းမပင်ပဲမရသည်အဝိပြုဝိသူလူတစုံတရားကိုတိကုံရာဤထိုသူသည် ပြောကြားလိုခဲ့သောငါသည်ငရဲ၌ဖြစ်မှုတရိษံမျိုး၌ဖြစ်မှုပိတာဘုံ၌ဖြစ်မှုအပေဒုက္ကတိသောပျက်စီး၍ကြာရောက်မှုကုံဆုံးပြီးငါသည်သောတာပန်ဖြစ်၏ပျက်စီး၍ကြာရောက်ခြင်းသဘောမရှိဂတိမြဲဤ အထင်မဲ့ဖို့သာလင်လဲလျောင်းရာရှိ၏ဟုမိမိဒီပင်နှင့်မိမိကိုကိုပြောကြရာ၏အဘေတိခာပုံ၅မျိုးတို့၌ဆောင်းဆောင်မှုရှိသည်။တာရိပုတ္တရာဤသာသနာတော်၌အရိယာတပည့်သည်သူ့အသက်ကိုတတ်ခြင်းမှရှောင်ခြင်း၏မပေးသည်ကိုယူခြင်းမှရှောင်ခြင်း၏ ကမ္ဂုံတို့၌မှိုင်းစွာအကျင့်ကြီးမှဆောင်ခြင်းဤမဟုတ်မမှန်ပြောခြင်းမှဆောင်ခြင်းဤမင်းလျော့ခြင်းဤအကြောင်းဖြစ်သောအရက်ကိုတောက်ခြင်းမှဆောင်ခြင်းဤဤတိခါပုံးငါမျိုးတို့၌ဆောင်းဆောင်မှုရှိဤ အဘယ်လိုမြတ်သောစိတ်၌မိကုံသောယခုဘဝ၌ချမ်းသာစွာနေရာချင်းလေးမျိုးတို့ကိုအလိုရှိတိုင်းမညိုညင်မပင်ပန်းပဲရသည်။တာရိပုတ္တရာဤသာသနာတော်၌ရိယာတပည့်သည်မြတ်စွာဘုရား၌တန်ဝင်ယုံကြည်ခြင်းနှင့်ပြည့်စုံ၏။ ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူရသောအကြောင်းကြောင့်လေအရဟံမြည်တော်မူ၏အလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိတော်မူသောအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓမြည်တော်မူ၏အတိညာဝိဇ္ဇာအခြင်းနှင့်ဇရဏနှင့်ပြည့်စုံတော်မူသောအကြောင်းကြောင့်လေဝိဇ္ဇာဆန္နာတမေနာမြည်တော်မူ၏ကောင်းသောစကားကိုဆိုတော်မူတတ်သောအကြောင်းကြောင့်လေသူကတမြည်တော်မူ၏ လောကကိုတည်တော်မူတဲ့သောအကြောင်းကြောင့်လေလောကဝိတုညီတော်မူ၏ဆုံးမထိုက်သူကိုဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လေအနုဒရောပုရိတသမသာရထိညီတော်မူ၏ နတ်လူတို့ဤဆရာတစုဖြစ်တော်မူသောအကြောင်းကြောင့်လေတထာဒေဝမနုဿနံမြည်တော်မူဤတစ္ဆာလေးပါးတရားတို့ကိုသိစေတော်မူသောအကြောင်းကြောင့်လေဗုဒ္ဓမြည်တော်မူဤဖုံးတကို ကြည်တော်မူသောအကြောင်းကြောင့်လေဘဂဝါမြည်တော်မူဤဟူယုံကြည်ဤဤဒီကထိုရိယာတပည့်ကမစင်ကြယ်သေးသောစိတ်ကို စင်ကြယ်စေရန်မဖြူစင်သေးသောစိတ်ကို ကျူးစင်စင်ရလွန်မြတ်သောစိတ်နိုင်မှီသောယခုဘဝ၌ချမ်းသာသောနေရခြင်းကိုပထမရခြင်းပေသည်။ပါရိပုတ္တရာနောက်တစ်မျိုးကရိယတပည့်သည်တရား၌တပ်ဝင်ယုံကြည်ခြင်းနှင့်ပြည့်စုံ၏။မြတ်စွာဘုရားဟောသောတရားတော်သည်ကောင်းစွာဟောအပ်သောတရားတော်ပါပေသည်။ကိုယ်တိုင်သိမြင်နိုင်သောတရားတော်ပါပေသည်။အခါမလင်းအကျိုးပေးတတ်သောတရားတော်ပါပေသည်။ လာလဲရှုလဲဟုဖိတ်ခေါ်ပြတိုက်တော်တရားတော်ပါပေသည်မိမိဤကိုယ်ထဲစိတ်ထဲ၌ဆောင်ထားတိုက်တော်တရားတော်ပါပေသည်အရိယာပညာရှိတို့သာ ကိုစီကိုငှာတိနိုင်ခံစားနိုင်တော်တရားတော်ပါပေသည်ဟုယုံကြည်၏ဤသည်ကထိုအရိယာတပည့်အား မစင်ကြသေးသောစိတ်ကို စင်ကြစေရန်မဖြူစင်သေးသော စိတ်ကိုဖြူစင်စေရန်လွန်မြတ်သောစိတ်၌မိသောယခုဘဝ၌ချမ်းသာသောနေရခြင်းကိုဒုတိယရာခြင်းပေသည်သာရိပုတ္တရာနောက်တစ်မျိုးကရိယတပည့်သည်တန်ခါ၌တတ်ဝင်ယုံကြည်ခြင်းနှင့်ပြည့်စုံ၏မြတ်စွာဘုရား၏တပည့်သားသာဝကတန်ခါတော်သည် ကောင်းသောအကျင့်ရှိတော်မူပါပေ၏မြတ်စွာဘုရား၏တပည့်သားတာဝကတန်ဃာတော်သည်ဖြောင့်မတ်သောအကျင့်ရှိတော်မူပါပေ၏ ရသာဗျာဤတပည့်သားတာဝကတန်ဃာတော်သည်မှန်သောအကျင့်ရှိတော်မူပါပေ၏ရသာဗျာဤတပည့်သားတာဝကတန်ဃာတော်သည် လျော်ကန်သောအကျင့်ရှိတော်မူပါပေ၏အစုံအားဖြင့်လေးစုံပုဂ္ဂိုလ်အားဖြင့်ရှစ်ပါအရေးတွဲရှိသောမြတ်စွာဘုရား၏တပည့်သားတာဝကတန်ဃာတော်သည်အယဝေးမှဆောင်းလာ၍တော်လေပေးလူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏ ။ဧည့်သည်အလိုငါစီမံထားသောဝိထုကိုတော်လည်းပင်းလူပူဇော်ရန်ထိုက်တန်တော်မူပါပေ၏။တမလွန်အတွက်ရည်ညော်ကအလူကိုခံတော်မူတိုက်ပါပေ၏။လက်အုပ်ချီခြင်းကိုခံတော်မူတိုက်ပါပေ၏။သတ္တဝါအပေါင်းဤကားမှုပြုရန်အမျက်ဆုံးလယ်မြေဖြစ်တော်မူပါပေ၏ဟုယုံကြည်၏။ ဤဒီကထော်ရီယာတပည့်အားမစင်ကြဲသေးသောစိတ်ကို စင်ကြဲစေရန်မဖြူစင်သေးသောစိတ်ကိုဖြူစင်စေရန်လွညက်သောစိတ်၌မှီသောယခုဘဝ၌ချမ်းသာသောနေရာချင်းကိုတတရရာချင်းပေသည်။တာရီပုတ္တရာနောက်တစ်မျိုးက မကြိုးမပေါ့မပြောင်းမကြားကုန်သော တနာကျွန်ဖြစ်မှလုကုံသောပညာရှိတို့ချင်းမအပ်ကုံသောမှားသောအဖြစ်မတုံးသက်အပ်ကုံသောတမာတိကို ဖြစ်စေတတ်ကုံသောရိယာတို့နှစ်သက်အပ်ကုံသောသီလာတို့ညင်ပြေဆောင်ကုံ၏ဤဒီကထိုရိယာတပည့်အားမစင်ကြယ်သေးသောစိတ်ကို စင်ကြယ်စေရန်မဖြူစင်သေးသောစိတ်ကို ဖြူစင်စေရန်လွန်မြတ်သောစိတ်၌မိသောယခုဘဝ၌ချမ်းသာသောနေရခြင်းကို စတုထရာခြင်းပေကြီး ဤလွန်မြတ်သောစိတ်၌မိကုံသောယခုဘဝ၌ချမ်းသာစွာနေရခြင်းနေမျိုးတို့ကိုအလိုရှိတိုင်မညိုမညင်းမပင်ပန်းပဲရ၏ပါရိဗုဒ္ဓရာဤတိခါဘုံ၅မျိုးတို့၌စောင်းရှောင်းမှုရှိ၍လွန်မြတ်သောစိတ်၌မိကုံသောယခုဘဝ၌ချမ်းသာစွာနေရခြင်း၄ပါးတို့ကိုလိုရှိတိုင်မညိုညင်းမပင်ပန်းပဲရသော အဝိဖြူဝိသူလူတစုံတရာကိုတိကုံရာဤထိုသူသည် ပြောကြားလိုခဲ့သောငါသည်ငရဲ၌ပြင်းမှုတိရစ္ဆာန်မျိုး၌ပြင်းမှုတိတ်တာဘုံ၌ပြင်းမှု အပေဒုက္ကတိသို့ပျက်စီး၍ကြာရောက်မှု ကုံဆုံးပြီးငါသည် သောတာပန်ဖြစ်ဤပျက်စီး၍ကြာရောက်ခြင်းသဘောမရှိဂတိမြဲဤအထက်မဲ့ဖို့သာလင်းလဲလျောင်းရာရှိသည်ဟုမိမိသည်ပင်လေမိမိကိုယ်ကိုပြောကြရာဤဟုမိန့်တော်မူ၏ ပညာရှိသည်ငရဲတို့၌ဘေးကိုညီ၍မကောင်းမှုတို့ကိုရှောင်ကျင်ရ၏ရိယာတို့၏တရား၅ပါးသီလကိုစောင့်တည်၍မကောင်းမှုတို့ကိုရှောင်ကျင်ရ၏သီလစောင့်တည်မည်ဟုသော လုံလထေရှားရှိခဲ့သောတသိတတဝါတို့ကို မြင်းစေရာသီလရဲ့မဟုတ်မမှန်သောစကားကိုလည်းမပြောရာမပေးသည်ကိုလည်းမတုံ့သက်ရာအရိယာတပည့်သည်မိမိမယားတို့ဖြစ်သော ရောင်ရဲ၍သူတပါမယားကိုဝေးစာရှောင်ကျင်ရ၏ စိတ်ကိုတဝေစေတတ်သောပေရယ၅ပါးသူရ၅ပါးကိုမတောက်ရမြတ်စွာဘုရားကိုအဖန်တလဲလဲအောင်မေယာဤတရားတော်ကိုလည်းအဖန်တလဲလဲကြံစီရဤစင်ရဲမှုမရှိသည်သာလျှင်ဖြစ်သောထိုမြေမဲဆိုတရား၄ပါးနှင့်ရှင်သော စိတ်ကိုမြမဘုံ၌အကျိုးမှာပွားများရာဤလူပဲဝိထုထင်ရှားရှိလက်သောကောင်းမှုကို အလိုရှိ၍ရှာမိသူသည် လူသူတော်ကောင်းတို့၌ရှေးဥပေးလူအပ်သော အလှူသည်ပြန်ပြောဤသာရိပုတ္တရာသူတော်ကောင်းတို့ကိုစင်စင်ငါဟောကြားပေးရန်ငါဤစကားကိုကောင်းစွာနာယူလော့အစင်းကူဖြစ်သည်နွားနှင့်နွားဖြူနွားနီနွားပြာနွားစိတ်နွားကြခိုးပြာရောင်နွားတို့တွင် ရှေးဆောင်နွားလာတို့သည်ယင်ကျေးဤမွန်ကိုဆောင်းနိုင်ဤခွန်အားနှင့်ပြေဆောင်ဤပြောင်းမဲ့လျင်မြန်စွာ သွားဤထိုနွားလာတို့ကိုသာလျှင်ဝန်ဆောင်ခိုင်းကုန်ဤထိုနွားလာဤအစင်းကိုမူကားမဆူဆဲမစင်ခြင်းကိုဤသူသာလျှင်မင်းမျိုးပုံနာမျိုးပုံသင်မျိုးစင်ရဲမျိုးဒွန်းဆန္ဒမျိုးပန်းမိုက်သွမျိုးဟူသော ညီသည့်အမျိုးနွယ်၌မဆိုဖြစ်သည့်လူတို့တွင်အကျဉ်သူသည်ယဉ်ကျေး၏ကောင်းသောအကျဉ်ရှိ၏တရား၌တည်၏တိလားနှင့်ပြည့်စုံ၏မှန်သောစကားကိုဆိုလေးရှိ၏မကားမှုမှဆက်စိတ်ရှိ၏ပရိသတ်တွေနေခြင်းတည်ခြင်းသဘောကိုပယ်ပြီးဖြစ်၏မြတ်သောအကျဉ်နှင့်အလုံးစုံလေးပြည့်စုံပြီးဖြစ်၏ခန္ဓာဝင်ကိုခြားထားပြီးဖြစ်၏ဝိစင်းရဲ၌မရှင်ပြုဝယ်ကိုလည်းပြုပြီးဖြစ်၏ အာတဝေါကင်းဤအလုံးစုံသောတရားတို့ဤတစ်ဖက်ကန်းသို့ရောက်ပြီးဖြစ်ဤတဏှာဒိဋ္ဌိအားဖြင့်ဇုံတရားအာယုံကိုမဆွဲယူမှု၏ငိမ့်အေဤကိလေသာမျိုးကင်းသောလေယာမြေကောင်းတစ်ဖွဲဖြစ်သော ထိုယဟန္တာပုဂ္ဂိုလ်၌ပေးလူအပ်သောအလှူသည်ပြန်ပြောဤမတိမလိမ့်မှပညာမရှိအကြအမြင်နှဲပါကုန်သော လူမိုက်တို့သည်ကဤသာသနာတော်၌ အပါနိုင်အလူတို့ကို ပေးလူကုန်ဤသူတော်ကောင်းတို့ကို မစည်းကတ်ကုန်ကျင်သူတို့သည်လည်းပညာရှိတို့ချီးမွမ်းအပ်ကုန်သောပညာရှိသူတော်ကောင်းတို့ကို ိဝဲစည်းကပ်ကုန်ဤထိုသူတို့ဤတတတရားဒီကမြတ်စွာဘုရား၌အပြစ်တပွဲဖြစ်၍ဒီဤထိုပညာရှိတို့သည်နိုင်ပြည်တို့လည်းလားကုန်ဤဤလူပြေနိုင်မူလေအမျိုးမြတ်၌ဖြစ်ကုန်ဤအစဉ်တစ်ပြည့်နိဗ္ဗာန်သို့ရောက်ကုန်ဤဟုမိန့်တော်မူ၏